မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီကိုလူအခွင့်အရေးနဲ့တရားစီရင်မှုရန်ရာတွေမှာအရေးယူပေးဖို့နိုင်ငံတကာကို NUG တိုက်တွန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီကိုလူအခွင့်အရေးနဲ့တရားစီရင်မှုရန်ရာတွေမှာအမြန်ဆုံးထိရောက်အောင်အရေးယူဆောင်ရွက်ဖို့နိုင်ငံတကာလူအခွင့်အရေးနဲ့ကလေးတငယ်ဆိုင်ရာအခွင့်အရေးလှုပ်ဆောင်သူတွေကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကမလ18ရက်ထုတ်ပြန်ချက်ထဲမှာတိုက်တွန်းလိုက်ပါတယ်စစ်ကောင်စီကအများပြည်သူတွာလာနေတဲ့ဈေးနဲ့တာသနိကအဆောင် ကိုရည်ရွယ်ချက်ရှိရှိလေကြောင်းကနေတိုက်ခိုက်တာကိုအပြင်းထန်ရှုံချတယ်လို့ဆိုပါရယ်ပြီးခဲ့တဲ့မလ16ရက်နေ့ညကစစ်ကောင်စီကရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့စင်ရဲတနာပရိယတိစာတင်တိုက်ကိုလေကြောင်းကနေပုံချင်ခဲ့တဲ့အတွက်အရက်သားတန်ကတော်နှစ်ပါအပါဝင်အသက်16နှစ်အောက်ကိုရင်၅ပါအရက်သားပြည်သူမျိုးသားတောင်းနေမျိုးသမီးနှံအိုးစုစုပေါင်း10ဦးတည်ဆောင်းခဲ့တယ်လို့ဖော်ပြထားပါရယ် မလ14ရက်နေ့ကမန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလာကြီးရွာမှာရှိတဲ့ဈေးကိုလေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့အတွက်လီလာသားအရွယ်ကလေးငယ်တူပါဝင်စုစုပေါင်းကလေး၆ဦးတိဆောင်ခဲ့ရပါတယ်။စစ်ကောင်စီကအများပြည်သူဆိုင်ရာနေရာတွေမှာရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တာဟာမဟာပြူဟာတရက်အနေနဲ့ကြေကြေပြန့်ပြန့်ကျင့်သုံးနေပြီးတိုက်ခိုက်တာကြောင့်ကလေးငယ်တွေအရက်သားပြည်သူတွေကိုအသက်ဆုံးရှုံးစေရလို့ဖော်ပြထားပါတယ်။2023ခုနှစ်ကနေ2025ခုနှစ်မလ16ရက်ထိစစ်ကောင်စီကအရက်သားပြည်သူတွေနဲ့တက်ဆိုင်တဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်မှု2190ပြုလုပ်ခဲ့ပြီးအဲဒီတိုက်ခိုက်မှုတွေကြောင်းကလေးငယ်ပေါင်း380နှုန်းတည်ဆောင်းခဲ့တယ်လို့ NUG ရဲ့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှရှင်းတာထားပါတယ်။ ဆက်လက်ပြီးစစ်ကောင်စီကကုမင်းစုနေပွဲကိုဖိအားပေးဖို့လေကြောင်းနဲ့တိုင်းလေကြောင်း DNL ပြောတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကငြိမ်းချမ်းရေးစနစ်ပွဲအတွက်ဖိအားပေးဖို့ DNL ထိန်းချုပ်ဒေသကအရက်သားပြည်မှတ်တွေကိုလေကြောင်းနဲ့တိုက်ခိုက်နေပြီးဆရာဆွေမှုကျူးလွန်နေရလို့ DNL ဘက်ကပြောပါတယ်။မလား၁၆ရက်နေ့ညနေပိုင်းကနောင်ချုံမြို့စင်ရတနာပရိယတိစာတင်တိုင်းလေကြောင်းပုံကျဲခံရတာကြောင့်ကိုရင်နဲ့တန်ငါ၆ပါးနဲ့ဒေသခံ၃စုစုပေါင်း၉ဦးတိဆုံးခဲ့တယ်လို့ DNL ကထုတ်ပြန်ထားပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေဟာ တည်ယုံမှလုံမဲ့ဆွေးနွေးပွဲအတွက် PRP နေရလို့တောင်မြူသားလူမျိုးရေးတက်မတော့ DNL ပြောခွင့်ရသူလူကြီးဦးကသတင်းဌာနကိုပြောပါရင် လက်ရှိနောင်ချိုမှာဆိုရင်ဘာသာရေးအဆောင်တွေကိုဥတီတိုက်ခိုက်တဲ့နောက်ပြီးစင်ယုံအပေါ်ပုံကျဲတိုက်ခိုက်တဲ့လူနေအိမ်တွေကိုလည်းမိရှုဖျက်ဆီးနေအောင်လည်းတွေ့ရပါတယ်လက်ရှိစစ်ကောင်စီကကျမတို့တွေ့ဆုံမဲ့မိလာတွေ့ဆုံပွဲမှာကျမတို့ကိုဖိအားပေးနေရလို့ပြောလို့ရတယ်လက်ရှိကပုံကျဲတိုက်ခိုက်တဲ့စစ်အင်အားတွေတူးမြင်နာမျိုးတွေလှုပ်ဆောင်နေတဲ့ဒါရီပြန်ကြည့်ခြင်းအပြင်ဒီဆွေးနွေးပွဲပေါ်မှာဖိအားပေးနေရလို့ပြောလို့ရတယ်ဒီလုံရက်တွေကဆွေးနွေးပွဲကိုထိခိုက်စေသလားဆိုတာကို ရှင်းရှင်းလင်းလင်းဖြေဆိုတာမျိုးမရှိပါဘူးဒေသခံတွေပြောဆိုမှုအရနောင်ချိုလီကျောင်းတက်ခိုင်းမှုမှာကိုရင်နဲ့တန်ငါ၉ပါအမျိုးသားနှုတ်နဲ့အမျိုးသမီးသုံးဦးစုစုပေါင်း၁၄ဦးသေဆုံးပြီးတန်ငါ၃ပါနဲ့ဒေသခံလေးဦးစုစုပေါင်း၁၈ဦးတရားရခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်က၂၀၂၉စစ်စင်ရေးကာလအတွင်း TNL နဲ့မဟာမိတ်တွေတိုက်ပိုင်ထားတဲ့နောင်ချိုမြို့ကို ပြန်လည်သိမ့်ပိုက်ဖို့ပြင်ဦးလွင်ကနေဒိုးစစ်စင်နေတဲ့လို့နောင်ချိုနဲ့မိုင်၂၀ကျော်ဝေးတဲ့တောင်ခမ်းရွာကနေပါဒိုးစစ်စင်နေတာ၆လကျော်ရှိသွားပြီဖြစ်ပါတယ်။ဒါအပြင်နောင်ချိုမြို့ပေါ်ကမကြာခဏဆိုတဲ့လို့ပုံကျဲတိုက်ခိုက်နေတာကြောင့်ဒေသခံတွေထိခိုက်သေးဆုံးမှုတွေရှိနေတာပါ။ 2025ခုနှစ်ဇန်နဝါရီ22ရက်နေ့22ရက်နေ့ကနောင်ချူမြို့ပေါ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနဲ့ပါရမီလက်ဖက်ရည်ဆိုင်ကိုစစ်ကောင်စီတပ်ကပုံချခဲ့တာကြောင့်ဒေသခံ10ဦးသေဆုံးခဲ့ပါတယ်။ February 20ရက်နေ့မှာလည်းနောင်ချူမြို့ဗူတာရက်ွက်နဲ့နောင်ချူပြည်သူစေရုံကိုပုံနှလုံးချင်းချခဲ့တာကြောင့်ဒေသခံ3ဦးသေဆုံးပြီး4ဦးဒဏ်ရာရခဲ့ပါတယ်။ 2024ခုနှစ်နိုဝင်ဘာ12ရက်နေ့ကလည်းနောင်ချိုမြို့ပေါ်ကိုလေကြောင်းနဲ့တိုက်ခတ်ခဲ့တာကြောင့်လမ်းဆန်လက်ဖိဆိုင်မှာထိုင်နေတဲ့ဒေသခံဆက်တပ်ဦးလုံဆန်းရွာကကလင်းငယ်တပ်ဦးဇေယက်ကွက်က အမျိုးသားတပ်ဦးစုစုပေါင်း73ဦးသေဆုံးပြီး16ဦးဒဏ်ရာရခဲ့ပါတယ်။ဒါအပြင် DNL နဲ့မန္တလေးတိုင်း PDF တပ်ဖွဲ့ပူးတွဲလှုပ်ရှားတဲ့မန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလာကျေးရွာကို2025ခုနှစ်မတ်လ14ရက်နေ့မှာစစ်ကောင်စီတပ်ကလေကြောင်းနဲ့ပုံကျေခဲ့တာကြောင့်ကလေးချောင်ပါဝင်ဒေသခံ29ဦးသေဆုံးခဲ့တယ်လို့မန္တလေး PDF က ထုတ်ပြန်ပါတယ် တရုတ်ရဲ့ဂျာဝင်စည်းစပ်မှုနဲ့ DNL နဲ့စစ်ကောင်စီတို့တရုတ်နိုင်ငံကုမင်းမြို့မှာဖေဖော်ဝါရီ16ရက်နေ့19ရက်နေ့ရက်ကြာဆွေးနွေးခဲ့ပြီးမြရလတ်တစုံတရာမထွက်ဘဲပြီးဆုံးခဲ့ပြီးတဲ့နောက်လီချောင်းတိုက်ခိုက်မှုတွေဇက်တိုက်ရှိလာတာပါ။ဒါကြောင့်နောက်တစ်ကြိမ်ဆွေးနွေးပွဲမှာကာမွန်နဲ့ရလတ်မျိုးရရှိခြင်းနဲ့လို့ရှမ်းပြည်နယ်မြောက်ပိုင်းဒီဘောမြို့ကန်တအုပ်ကပြောပါတယ်။သူတို့ဆွေးနွေးပွဲမှာသူတို့လူချင်းနဲ့ရလတ်မျိုးဖြစ်လာအောင်စီရေးဖီအားတရန်နေနဲ့ဖီအားပေးရလို့ကျွန်တော်တို့မြင်နေတာမျိုးဖြစ်နေတော့ရှမ်းမြောက်ဒေသခံအားလုံးကကြီးလန့်စားစားဟိုရင်စစ်ကြီးမဖြစ်ခင်ကပုံစ ဆန်မျိုးကြီးလန့်စာစာနေရတဲ့အောင်မြင်ကျင်နာပေါ်တည်ငြိမ်အေးချမ်းစွာနဲ့ရှာဖွေစားသားလို့ရတဲ့ဆွေးနွေးပွဲရလတ်မျိုးထွက်စီကျင်နာပေါ်ငြိမ်ချမ်းရေးဆွေးနွေးပွဲအတွက်ဖိအားပေးတဲ့အနေနဲ့လီကြောင်းနဲ့တိုက်ခိုက်တဲ့ဆိုတဲ့ပေါ်တုံ့ပြန်မှုရဖို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်စော်မင်းထွန်းကိုသတင်းဌာနကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပြီးမြဖုန်းလက်ခံဖြီဆိုတာမျိုးမရှိပါဘူး။ဒါကြောင့်စစ်တပ်အရာရှိဟောင်းနိုင်ငံလေးလာသူတအုပ်ကိုမိကြည့်တဲ့အခါလီကြောင်းတိုက်ခိုက်မှုကဆွေးနွေးပွဲအတွက်ဖိအားပေးတာမဟုတ်ပဲလက်နက်ကင်ဖွဲ့ရင်းနေမြေမထိန်ချုံနိုင်အောင်ဖိအားပေးတာလို့သတင်းဌာနကပြော ောပါတယ်။ငင်းချင်ရေးဆွေးနွေးပွဲတွေအတွက်ကိုဖိအားပေးတာမဟုတ်ဘူး။သူတို့တင်ထားတဲ့မျိုးတွေမှာအေးအေးဆေးဆေးနေလို့မရဘူး။စီးပွားရေးအခြေခံအားလုံးလူမှုရေးအခြေခံအားလုံးမင်းတို့နေတဲ့နေရာမှာဒီလိုလုံးလို့မရဘူးကွာဆိုတဲ့သဘောမျိုးဖြစ်ပါလိမ့်မယ်။နိုင်ငံရေးလီလာတုံသက်သူဦးတန်းစိုးနိုင်ကလည်းစတန်အင်းနဲ့တရုတ်ရဲ့ဂျာဝင်မှုကြောင့်သာဆွေးနွေးရပြီးမြန်မာတိုင်းရင်းသားတွေနဲ့ဆင်ရဲဆဲဖို့ဆန္ဒမရှိဘူးလို့သတင်းဌာနကပြောပါတယ်။ အခုချိန်မှာစစ်တပ်ဘက်ကစစ်ရဲဆဲမှုမလုပ်ချင်မှုတရုတ်တိုက်တော်မှုကြောင့်လောက်ဝါတာစစ်ရဲဆဲမှုမလုပ်ချင်မှုဆိုတာကသူကစစ်နိုင်နေလို့မဟုတ်ပါဘူးလေချောင်းထိုးစစ်နဲ့အမြောင်ပြက်ခတ်မှုတွေနဲ့ပတ်သက်ပြီးသူ့အနေနဲ့ရက်ဆိုင်မပြစ်နိုင်ပါဘူးရလိုက်တာနဲ့တပြိုင်နက်ပြင်ဦးတွေကိုထိုးစစ်ဝင်မှနောက်ပြီးရှမ်းမန်းစစ်စင်လှုပ်ရှားလာမှာကိုသူကအစိုးရနဲ့မလာ၁၄ရက်နဲ့၁၆ရက်အတွင်းမှာစစ်ကောင်စီတရင်လေချောင်းတိုက်ခတ်မှုကြောင့်နောင်ချုံနဲ့စင်ကူမျိုးတွေမှာဒေသခံ၄၀ကျော်တေဆုံးခဲ့တဲ့ပေါ်ရှုံချကြောင်းအမျိုးသားညီညွတ်ရေးဆိုရ NUG ရဲ့ လူခွင့်ရေးဝင်ကြီးဌာနကဒီကနေ့မှထုတ်ပြန်ထားပါတယ်စစ်ကောင်စီအနေနဲ့2023ကနေ2025ခုနှစ်မတ်လ16ရက်နေ့ထိအများပြည်သူဆိုင်ရာနေရာတွေနဲ့ပါတိုင်းအဆောင်တွေကိုလေကြောင်းတိုက်ခိုက်မှု2000ကျော်ပြုလုပ်ခဲ့တာကြောင့်ကလေးငယ်385ဦးသေဆုံးခဲ့တယ်လို့ NUG ကဆိုပါတယ်ကလေးငယ်ခွင့်ရေးလူခွင့်ရေးတွေကိုချိုးဖောက်ပြီးလေကြောင်းကနေပြတ်မှတ်ထားတိုက်ခိုက်နေတဲ့စစ်ကောင်စီကိုနိုင်ငံတကာတရားစီရင်အဖွဲ့တွေကအမြန်ဆုံးအရေးယူနိုင်ဖို့တိုက်တွန်းနေလို့လေ NUG လူခွင့်ရေးဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ် တရင်ဌာနကပြုစုထားတဲ့စည်ရင်အရာနိုင်ငံတော်လီကျောင်းနဲ့လက်နက်ကြီးကြောင့်မလန်ပထမနှစ်ပတ်အတွင်းဒေသခံ62ဦးတည်ဆုံပြီး169ဦးဒဏ်ရာရခဲ့ပါတယ်။မန္တလေးတိုင်းကတည်ဆုံသူ42ဦးဒဏ်ရာရသူ53နဲ့အများဆုံးဖြစ်ပါတယ်။မကွေတိုင်း၊စကိုင်းတိုင်း၊ပဲခူးတိုင်း၊တနင်္သာရီတိုင်းပြင်ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကရင်ပြည်နယ်၊ရခိုင်ပြည်နယ်မှာလည်းတည်ဆုံထိခိုက်မှုတွေရှိပါတယ်။ဆလတ်ပြီးလေးမျက်နှာမှာတိုက်ပွဲဖြစ်ပြီးအေရီတိုင်းစစ်အေရီယာကျယ်ပြန့်လာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ အေယာဝတီတိုင်းဒီမျက်နာမြို့နယ်အတွင်းပတ်သိမ်မုံရွာလမ်းပီးရှိချင်းရွာတချို့မှာစစ်ကောင်စီတပ်နှင့်ပြည်သူ့ကာကွယ်တပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီကဒေသရင်းဆက်ဆက်မြို့နယ်တွေမှာစစ်ဆေးမှုတွေကိုတင်းကျပ်ထားပါတယ်။ရှိကြီးဘက်ကနေပိတ်တဲ့ဟင်္ဒရာဘက်ကနေဝင်တဲ့လမ်းတွေလည်းအရန်ကိုစစ်ဆေးနေတဲ့တိုက်ပွဲကညကစဖြစ်တာ PDF တွေဝင်လာတယ်ဆိုပြီးစစ်တပ်ဘက်ကစပြီးစစ်ကြောင်းထိုးတာကနေဖြစ်တာလို့လီမျက်နာမြို့ကန်တအုပ်ကပြောပါတယ်။ပတ်သိမ်မုံရွာလမ်းပီးရှိဆက်ဆက်ရွာနဲ့ချင်းလေရွာပတ်ဝန်းကျင်ရှိရှုံမတော်ရင်နေရာချို့မှာတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ် စ်ကြောင်းဒေသခံတွေကပြောပါတယ်။လေးမျက်နှာမျိုးနယ်ကဟင်္ဒရခရိုင်မှာပါဝင်ပါတယ်။ဒါပြင်ဟီကြီးမျိုးနယ်မြောက်ဆန်းရွာရှိစစ်ကောင်စီအမြောက်တပ်အမတ်တ340နီးလည်းနဲ့ဒေသချင်းဆက်ဆံနေပါတယ်။ချင်းလယ်ရွာကိုဝင်ပြီးဒေသခံတွေကိုအပြင်ထုတ်ခွင့်မပေးဘဲစစ်ဆေးနေတာရှိတယ်။ဖုန်းတွေလည်းတင်းထားတယ်။အထူးသဖြင့်ဒေသခံတွေကိုမဲမဲအနေထားရှိရလို့ PDF တွေနဲ့နှိဆက်သူတောင်းကပြောပါတယ်။ရှိကြီးမျိုးနယ်အတွင်းရှိရှိနတာလမ်းဆောင်ဆက်ဆက်ရုံလမ်းဆောင်တို့ကိုစစ်ကောင်စီကမလ18ရက်မနက်ပိုင်းမှာပိတ်ခဲ့ပြီးရနောက်ရှိနတာလမ်းဆောင်ကိုပြန်ဖွင့်ပြီးတော့လဲ ဆက်ဆက်ယုံလန်းစုံကိုဆက်လက်ပိတ်ထားပါတယ်။ဒါကြောင့်ဒေသခံပြည်သူများတတိထားသွားလာကြဖို့ရှိကြီးမျိုးနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ကမလ18ရက်မှာထုတ်ပြန်ပါတယ်။